အမေမင်္ဂလာပါဒီနေ့အောက်တိုဘာလ24ရက်24ရက်နေ့မှာတော့ကျွန်တော်တို့ညွန်မှန်းထားတဲ့ကျွန်တော်တို့ကြားချင်တဲ့အာဆီယံစီဝေးရဲ့ရလက်နော်ရလက်မှာဆိုလို့ရှိရင်တော့တကယ့်မျောလင်းထားတာကတော့ဒီ USA ရဲ့သမ္မတဒီမှာတက်တယ်နော်တက်တဲ့အခါကျတော့အဓိကလူတွေမျောလင်းထားတာကတော့ဒီကြားဖြတ်နော်ကြားဖြတ်ကိစ္စမှာဆိုလို့ရှိရင်တော့တကယ့်ထိထိဝဝင်ဘာပြောမလဲဆိုတဲ့ဟာကို ကျွန်တော်တို့စိတ်ဝင်စားစွာနဲ့ကျွန်တော်အရင်ဆူဆိုက်ကြတယ်နော်ဆူဆိုက်ကြတယ်26 29 28နှစ်ရက်တာတို့ချင်းပါမယ်ဒါပေမဲ့23ရက်အနည်းနဲ့စပြီးတော့တို့ကဒီပြုတ်နေပြီနော်ဒီပြုတ်နေပြီဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့တကယ့်နိုင်ငံခြားကလူတွေအဲ့ဒီမှာလာမယ်ဆိုတဲ့အခါကျတော့တကယ့်ဒီ result ကိုလူတွေကတော်တော်ကိုမျှော်လင့်နေကြတယ်ဆိုတော့ဒီနေ့ထုတ်ပြန်ထားတဲ့ဟာတွေလေးရှိတယ်ဆိုတော့အဲ့ဒီတည်နောက်တစ်ခုကကချင်ပြည်နယ်မှာဆိုလို့ရှိရင်တော့တကယ့်နော်တို့ဒီတက်သူ ဝင်တန်းစာမေးပွဲတွေကို2026မှာဆိုလို့ပညာသင်နှိမ့်မှာသူတို့ခေါ်ထားတဲ့ဆရာဆရာဝန်တွေကိုအဲ့လိုမျိုးတော့ဒီတည်င်းတွေပြုလို့ရှိရင်တော့ထိုးကြည့်မှာဆိုလို့ရှိရင်တော့စကဆာရဲ့လူတွေအစုလိုက်ပြုံလိုက်အဲ့ဒီမှာထိခိုက်တေဆုံးမှုတွေရှိတဲ့အားတွေပြုလို့ရှိရင်တော့မြင်းချမ်း မြေချမှာဖြစ်ပွားတဲ့အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒွန်းအလုံးပေါင်း59လုံးနဲ့ဂျိတ်ချလိုက်တဲ့အဲ့ဒီမှာလည်းထိခိုက်ပျက်စီးမှုအများကြီးရှိတယ်စသဖြင့်စသဖြင့်နောက်ဒီလိုတည်င်းတွေပါဆိုလို့ရှိရင်ဒီနေ့ထိတ်စီးတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့ယူတာကိုတွေ့ရမယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ပထမဆုံးတင်ပြချင်တဲ့ဟာက ဒီမန္တလေးတိုင်းမြေချံမြို့ပေါ်ကနေပြီးတော့ထွက်ထွက်ပြီးတော့စစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့ခါကျတော့အဲ့ဒီမှာထူးခြားမှုတွေကဘာတွေလဲဆိုတော့စက္ကဆရဲ့စစ်ကြောင်းထိုးတဲ့နေရာတိုင်းနေရာတိုင်းမှာမီးရှို့တယ်နောက်မီးရှို့တယ်ပြီးလို့ရှိရင်တော့အမျိုးသမီးတွေကိုမတင်းကျင်တယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်အယောက်ပေါင်းမင်းလေးအယောက်ပေါင်း20ကိုမတင်းကျင်တယ်ဆိုပြီးမှတတင်းကဖော်ပြထားတယ်အဲ့ဒါကြောင့်ဒီဖက်ကလူတွေကလည်းဒုံးနဲ့အတကုံလိုက်ကျွေးတယ်အင်အားကတော့300ကျော်ရှိတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီမှာဒုံးနဲ့နေပြီးတော့ကျဲတယ်ကျဲတဲ့ခါကျတော့အဲ့ဒီမှာ59လုံး ကျွေးထလိုက်တယ်ကျွေးထလိုက်တဲ့ခါကျတော့တော်တော်ကိုအသေးပြောက်ရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တင်ပြထားတာတွေ့ရတယ်ဘလောက်သေးလဲဆိုတဲ့ဟာကိုတော့ CN teacher ကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကကချင်ပြည်နယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်တော့လွမြောက်တဲ့နေမြေတွေဆိုလို့ရှိရင်အများကြီးရှိပြီเนาะအရှိပြီအဲ့ဒီမှာမြို့နေတွေကိုလည်းအများကြီးတင်ထားတယ်တင်ထားတဲ့ခါကျတော့ဒီစက်ကစက်ကနေပြီးတော့အညိုးထားပြီးတော့တော်တော်ကိုဘုံချဲတာကိုလည်းကျွန်တော်တို့တွေ့ရမယ်ဒါပေမဲ့လွမြောက်တဲ့နေရာတွေမှာကောက်ကောက်မွန်မွန်သူတို့ထိန်းချုပ်ထားနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီနေရာတွေမှာလွမြောက်တဲ့နေရာတွေမှာ2026ပညာသင်နှစ်မှာဆိုလို့ချင်းတက်တိုဝင်ခွင့်ကိုနေပြီးတော့ ညောဘာလာ၃ရက်နေ့မှာစပြီးတော့တို့လက်ခံမှာဖြစ်တယ်လက်ခံတဲ့ခါကျတော့အဲ့ဒီတက်သူဝင်တန်းမှာဆိုလို့ရှိရင်ဘာတွေနော်အဓိကလက်မှတ်တွေလို့လဲဆိုလို့ရှိရင် GED လက်မှတ်တွေလို့တယ်ပြီးလို့ရှိရင်တော့ IGCN CSF ဆိုတဲ့ဒီလက်မှတ်တွေလို့လို့တယ်ပြီးလို့ရှိရင်တော့ကချင်ပင်နေနော်ကချင်ပင်နေမှာလေသူတို့ကဒီကချင်ဒီ KAO ကနေပြီးတော့ပညာရေးတွေအဓိကဦးစားပေးတော့လုပ်ထားရရှိတယ်အဲ့ဒါက KED အဲ့ဒီကချင်ကနေပြီးတော့ပေးတဲ့ ပညာရေးပွဲเนาะအဲ့ဒီဟာတွေလက်မှတ်တွေလိုတယ်ပြီးလို့ရှိရင်တော့တက်ကတိုဝန်ထမ်းနိုင်ငံတကာကအတိမတ်ပြုတ်တဲ့လက်မှတ်တွေလိုတယ်နိုင်ငံခြားမှာဆိုလို့ရှိရင်တော့နောက်ဖွဲ့စည်းတစ်ခုခုကနိုင်ငံတကာကအတိမတ်ပြုတ်တဲ့ဟာလိုတယ်ပြီးလို့ရှိရင်တော့အနည်းဆုံးကတော့ grade C C grade ပေါ့เนาะ C grade ဆိုတာကတော့အမှတ်60ပေါင်းကြလောက်မှရှိမယ်ဆိုတော့အဲ့ဒီလူတွေပေါ့เนาะအဲ့ဒီလူတွေဘာသာတိုင်းမှာအမှတ်60လောက်ရှိတဲ့လူတွေကနေပြီးတော့အဲ့ဒီတက်ကတိုဝန်ထမ်းကနေပြီးတော့ဖြစ်စုခွင့်ရှိတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဆရာဝန်တွေသူနာပြုတ်တွေလည်းရှောက်ထားလို့ရတယ်ပညာပေါင်းစုံကလူတွေကလည်း နော်ဌာနဆိုင်ရာပေါင်းစုံပညာရပေါင်းစုံကနေပြီးတော့ဌာနဆိုင်ရာပေါင်းစုံကနေပြီးတော့ဒီပညာသင်ချင်တဲ့လူတွေနော်အဲ့ဒီမှာဘွေဆက်ပြီးတော့ယူချင်တဲ့လူတွေအတွက်အဲ့ဒီလက်မှတ်တွေလိုတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ AI ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်အဲ့ဒါက2026ပညာသင်နှစ်အတွက်နောက်တစ်ခုကကျွန်တော်တို့ KK ဖတ်တင်ကလည်းတော်တော်ကိုလွန်မနေဆေးပဲဖြစ်တယ်ဆိုတော့ KK ဖတ်ကအဲ့ဒီနိုင်ငံခြားသားတွေအများကြီးပါဝင်တယ်အရင်ဒီတရုတ်နဲ့ထိုင်းနဲ့လောက်တော့ကလည်းတော်တော်ကိုဖန်ဆီးတယ်ပို့တယ်သူတို့လုပ်တယ်နော်အခုလည်းပဲငါအမေရိကကပါဝင်ပြီးတော့ ဒီကြားဖြတ်လုပ်ငန်းကိုကိုင်းမဲပြောတော့သူတို့ဖမ်းပြတယ်အဲ့ဒီပြောတော့ငါတို့လှုပ်ပြီးအရင်တော့လည်းတရုံနဲ့ကလည်းငါတို့ဖမ်းပြတယ်ငါတို့လှုပ်ပြီးလုံးဝမကြံစည်ရဘူးငါတို့ကဒီခေခေဖမ်းမှာဆိုလို့ရှိရင်တရားမဝင်လုံတဲ့လူတွေကိုညှဉ်းပန်းနှိပ်စက်တာတို့ပါတို့တခိုးအဲ့ဒီ online လေးလေးမှုတွေကိုငါတို့မသိပါဘူးငါတို့ကမြင်ငားတာပါစသဖြင့်စသဖြင့်ဆော့ဆက်အောင်တော့ပါတို့ဘာမှမသိဘူးတဲ့တော်တော်ကိုတုံးတာပဲဘာဖြစ်လို့စိတ်ပုံတွေပါတယ်လုံးလည်းမသိဘူးတော်တော်ကိုလာအားတွေကအဲ့ဒီမှာထိန်းထားတယ်ဆိုတော့အဲ့ဒီမှာဘယ်လိုပြောမလဲဒီဝန်ချစ်သူလေးဒီလိုပဲဘာမှမသိဘူးတဲ့ ဘာမှမသိတဲ့လူကတော်တော်ကိုငလေလေတဲ့ထက်မှာဆိုလို့ရှိရင်အန်ကာထက်ကဘုဆိုတာအဲ့ဒါပဲနော်အဲ့ဒီမှာတော်တော်ကိုလေတယ်အဲ့ဒါမသိဘူးပဲဘုတလုံးဆောင်လို့ရှိရင်အိုအောင်မစင်းဘူးဆိုတာအဲ့ဒါပဲအဲ့ဒီစကားပုံကအဲ့ဒီမှာမှန်တယ်ဆိုတော့ဘာမှမသိဘူးဘာမှနားမလည်ဘူးငါတို့ကမြင်ငှားတာပဲစသဖြင့်အဲ့ဒီလုံခြုံရေးအလုံးကိုသူတို့ယူထားတာ ဆိုတော့အဲ့ဒီလုံခြုံရေးကိုလူအောင်အတွက်အကုန်လုံးဒီအခွင့်အရေးတွေကိုပေးတာကမလားဒီမှာမြင်ငားရတဲ့ဟာတွေကလည်း KNU ကလည်းပါသေးတယ်နော်ပါသေးတယ်အဲ့ဒီမှာလက်မှတ်ထိုးထားတာဥက္ကဋ္ဌကိုယ်တိုင်ကိုထူဝင်လို့ပါလို့နော်အဲ့လိုမျိုးတတိမီဒီယာတွေမှာကျွန်တော်တို့တွေ့ရမယ်ဆိုတော့အခုကတော့နိုင်ငံခြားသားတွေဆိုလို့ရှိရင်ထွက်ပြေးတော့ဟိုးဖက်မှာထိုင်းဖက်မှာထောင်ကျော်သွားပြီနော်ထောင်ကျော်သွားပြီအဲ့ဒီမှာကျွန်တော်တို့ရင်နှစ်ပြတ်သေးတဲ့လူတွေကလည်းရှိတယ်ဒီတောင်ရဲမြေကိုခူးပြီးတော့နော်သူတို့ထွက်ပြေးကြတာဝင်စီးမယ်လို့ကြားတော့ဒီစကားစကားဟန်ပြဝင်စီးပြတယ်ဖမ်းပြတယ်ဆိုတော့ အဖမ်းမခံရအောင်သူတို့ထွက်ပြေးရတယ်နော်အခု mess out တော့ဘာလို့မတော်တော်ကိုရိုက်ခတ်နေလဲဒီဟာတော်တော်ကငငချသားပြီးအဲ့ဒီဖက်မှာရောက်နေတယ်ဆိုတော့အဲ့ဒီထက်မှာထူချတဲ့ဟာကပါလေဆိုတော့တကယ်တကယ်လုတ်တဲ့လူတွေနော်လုတ်တဲ့လူတွေအဲ့ဒီတရုတ်နိုင်ငံသားတွေခေါင်းစည်းဘိုင်းတွေကိုချတော့အခုဒီမောင်ချစ်သူတို့တင်ဝင်းတို့မုတ်သုံတို့အဓိကအကောင်းဆုံးတွေကနေပြီးတော့သူတို့ကို special နေရာထားတယ်နော်တကယ်လုံချုံရဲ့အပြည့်ယူထားတယ်နော်အဲ့ဒီနေရာနေမှာ ရှောင်းတင်းခိုင်းနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်တော့ time ဖက်ကလူတွေလည်းပါဝင်ပတ်သက်မှုရှိတယ်ဒုဘန်ဒါရဲမိုးကလည်းသူကသူနှုတ်ဖက်ပြီးသူကဒီကြားဖက်မှာပါတယ်ဆိုတဲ့ဟာကိုသူတို့တင်းတွေဆွဆွချက်တွေဖြစ်တဲ့ခါကျတော့သူကငြင်းပြီးတော့အတေးကနေပြီးတော့ရထုတ်နေပြီးတော့နှုတ်လိုက်တယ်နော်ထုတ်နှုတ်ထွက်တယ်ပြီးလို့ရှိရင်တော့တရုတ်ရဲ့အတိတ်ကလိုအပ်ချက်ဖြစ်တဲ့ခေါင်းဆောင်တယောက်ကိုနေပြီးတော့ ကြဖြင့်ပထမ line မှာပေါ့နော်လေတရုတ်နဲ့ထိုင်းနဲ့လွတ်တဲ့အချိန်မှာသူတို့ဖန်ဆီးရမိတဲ့ဟာကိုအခုတရုတ်ကနေပြီးတော့နောက်ဆိုတဲ့တကယ်အလိုရှိတဲ့အနာကိုထိုင်းကနေပြီးတော့လေလွတ်ပြဖို့အတီးပြလိုက်ပြီဆိုတော့အခုထိုင်းမှာကလည်းဒီရေးချုပ်ဖောင်းရေးချုပ်ဟုတ်ပါအဝင်အယောက်ပေါင်း200ကိုနေပြီးတော့ switch တင်ထားတယ်နော် online လိမ့်လိမ့်မှုမှာပေါ့လို့ပတ်သက်မှုနဲ့ဆိုတော့တော်တော်ကိုတော့ခရရိုက်သွားတယ်အခုနော်ခရရိုက်သွားတယ်ဆိုတော့အဲ့ဒါတကယ်အရေးကြီးတဲ့လူတွေကြတော့ကိုဒီ source သူတို့တင်ဝင်းတို့မုတ်တုံတို့ အဲ့ဒီစောဆန်းအောင်လို့စသဖြင့်သူတို့ကလုံခြုံရေးအပြည့်ယူထားပြီးတော့သူတို့ကိုခိုးလုံဖို့အတွက်နော်နေရာကိုအထူး special နော်ပြင်ဆင်ထားပြီးတော့အဲ့ဒီနေရာမှာရှိတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ ARD ကဖော်ပြထားတာကတော့အဲ့ဒီရွှေကုတ်ကူမှာအဲ့ဒီလုပ်ငန်းကဆက်ပြီးတော့လေပတ်နေဈေးပဲလို့ပြောတယ်နော်ဘယ်လောက်ပဲထွက်ထွက်အဲ့ဒီမှာလုပ်လေပတ်တာတော့လေပတ်နေတော့မယ်နော်လေပတ်နေတော့မယ် ဒီဟန်ပြပဲသူတို့ဖမ်းပြတာပေါ့နော်ဖမ်းပြတာနောက်တစ်ခုကဒီစကိုင်းတိုက်ရွှေဘုံမြို့နေမှာဆိုလို့ရှိရင်တောင်စခန်းနေမှာနောက်တောင်စခန်းနေမှာအဲ့ဒီမှာတိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာ PDF တဆင်မှုတယောက်ကိုဖမ်းဆီးရမိတယ်အဲ့ဒါကဒီမာလာတို့ဖက်ကနေပြီးတော့ဖမ်းဆီးရမိတာသူရဲ့နာမည်ကတော့ကိုမျိုးအောင်နော်ကိုမျိုးအောင်ကိုနေပြီးတော့ဖမ်းဆီးရမိတယ်ဒါပေမဲ့တော်လည်းရဲ့ဖက်ကလုံးတို့သူတို့ကစစ်သားတို့ကိုစစ်တုံးပတ်ဥပဒေနဲ့သူတို့ကမဖမ်းထားဘူးနော်မဖမ်းထားဘူးခေါင်းကိုတုံးချက်တိပြီးတော့ပြစ်တက်လိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာမှာနော်ကျွန်တော်တို့မကြားချင်တဲ့တတိယတွေပေါ့ဒါတွေကတော့တကယ်ရုပ် ဆိုအခြေတန်တဲ့နောက်တတိယနဲ့ဖြစ်တယ်။ဘာဖြစ်ဆိုတော့ဒေါ်လာရဲ့ဖက်ကလူတွေကအရင်ကလောက်ကိုင်းတော့ဘာလို့တိမ့်တဲ့အခါတော့ဘာလို့မှချိလိုက် MND ရဲ့ dot တညာနှစ်ခွန်မှာဖန်ဆီးရမယ့်လူတွေအများကြီးပဲ။အဲဒီမှာတိုင်မုံတို့တိုင်ဘူချုံတို့ဘူမှုတို့အများရှိတယ်အများကြီးပဲ။ဖန်စီရမယ်တော့ပြန်ပြီးတော့အကုန်လုံးလှုပ်ပေးတယ်အခုအဲ့ဒီလူတွေကပြန်ပြီးတော့သူတို့ကိုပြန်တိုက်တယ်နော်ပြန်တိုက်တယ်တကယ်လန့်တာအဲ့လိုမျိုးအကြီးတွေကိုအကုန်လုံးဖန်စီပြီးတော့တက်ဖြတ်ချင်းဆိုလို့ရှိရင်တော့တော်တော်ကိုသေလောက်ပြီးပထမဒီတိတ်တညာနှစ်ခွန် ဒုတိယလိုင်းပထမလိုင်းတွေမှာနော်ဆိုတော့ခုကတော့သူတို့ဖက်ကတော့ရရတယ်လို့အကုန်လုံးတက်ပြီးတော့ပြတ်တက်လိုက်တာပဲနော်အကုန်လုံးအဆုံးပဲအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာနော်ကြောင်းပြန်ကျွန်တော်တို့တွေ့ရမှာပေါ့တော်လိုင်းရဲ့ဖွဲ့တွေကတကယ်နိုင်ငံတကာရဲ့စစ်ဥပဒေကိုသူတို့လိုက်နာတယ်စစ်သုံးပန်းဥပဒေကိုလိုက်နာတယ် Geneva Convention ကိုသူတို့လိုက်နာတယ်ဒီစစ်တပ်တကယ်စတန်ဒါအာမီပါလို့ပြောတဲ့လူတွေက တွေ့တာနဲ့အကုန်လုံးပြတ်တက်တာပဲเนาะပြတ်တက်တာပဲအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့ဒီနေ့တင်းမီဒီယာတွေမှာဖော်ပြချက်အရာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းတို့ထိုးကြီးမျိုးနေအဲ့ဒီမလိုင်မျိုးနေအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့အဲ့ဒီမှာဘုံမူးအဲ့ဒီမှာဘုံမူးကျော်မင်းအပါအဝင်39ယောက်တည်တယ်ကိုဦးကိုရှင်ဖမ်းမိတယ်တနက်ကတော့၄စီအလက်ပေါင်း၄စီကိုဖန်ဆီးရမယ်တဲ့အတိတ်ကတော့တော်တော်ကိုအဲ့ဒီမှာမရှုမလားကြတယ်။နောက်မရှုမလားကြတယ်။၃၉ယောက်တော့မှသူတို့ဖြစ်တတ်နိုင်တယ်။ပြီးလို့ရှိရင်တော့အရှင်ကတော့၉ယောက်ဖမ်းမိတယ်။ ော်အဲ့ဒီမှာဆိုလို့ရှိရင်တော့လက်နဲ့ပေါင်းကတော့၄၀ရတယ်လက်နဲ့တစ်လက်တစ်လက်ကလည်းတတော်ကိုတန်ဖိုးရှိတဲ့အခါကျတော့လက်ပေါင်း၄၀ဆိုလို့ရှိရင်တော့တတော်ကိုအမြတ်တော့ထွက်သွားတာပေါ့နော်ဆိုတော့အဲ့ဒါနှထိုးကြီးမန္တလေးတိုင်းနှထိုးကြီးမြို့နေမှာအဲ့ဒီမလိုင်းနှထိုးကြီးမြို့နေနဲ့မလိုင်းမြို့နေမှာအဲ့ဒီမှာသူတို့တိုက်ပွဲဖြစ်တဲ့အခါကျတော့အဲ့လိုမျိုးတကယ်ဆုံးရှုံးမှုကြီးကြီးကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်ရေးမှာဆိုလို့ရှိရင်စီးပွားရေးဒီကုန်သွယ်ရေးမှာဆိုလို့ရှိရင်တော့အာမန်ပတ်သက်တဲ့အရှိတ်ပိုင်းတိုင်းစစ်တိုင်းဌာနချုပ်ကနေပြီးတော့တိုင်းမုံဘုံချုပ်နိုင်စော်ဦး ဘုံချုပ်နိုင်စော်ဥကိုနေပြီးတော့စကစကဖားလိုက်တယ်ဖားပြီးတော့အခုစစ်စင်းနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ RCN စီဝေးကကျွန်တော်တို့နော်26အနေနဲ့ပြီးတော့28မှာကျက်ပါမယ်ဒါပေမဲ့သူတို့ကတော့ဒီဖက်ကဒီ RCN စီဝေးကနေပြီးတော့သူတို့လုပ်တဲ့ဟာတွေဒီနေ့ထုတ်ပြန်ထားတဲ့ဟာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကဒီ RCN သိစီစီဝေးမှာပုံသဘောတင်ချက်ငါးချက်ကိုဆက်လိုက်ပြီးတော့တည်ပြုတယ်ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကိုသူတို့ကလုံးဝတားဆီးလို့မရဘူးနော် မြန်မာနိုင်ငံမှာလုပ်တဲ့လူ့ကော့ပွေးတွေကိုကျွန်တော်တို့ကတားဆီးပိုင်ခွင့်မရှိဘူးဆိုတဲ့ဟာကိုဒီမလေးရှားရဲ့ဝန်ကြီးချုပ်ကနေပြီးတော့ပြောလိုက်တယ်အစ်စ်ပြရတော့အာဆီယံကနေပြီးတော့ထောက်ခံတယ်ဆိုတဲ့ပုံစံမျိုးလို့ကျွန်တော်တို့တွေ့ရနေမယ်ဒီတည်ထင်းကတော့တော်လိုင်းရဲ့ဖွဲ့တွေကတော့ကျွန်တော်တို့အာမကြချင်တဲ့တည်ထင်းပေါ့နော်ယူကော့ပွေးကိုကျွန်တော်တို့ပန်ပွဲဖို့ချုပ်ချားဖို့အဲ့ဒီမှာတားမြေဖို့စသဖြင့်နော်လိုလားကြတယ်ဒါပေမဲ့အာဆီယံဖက်ကနေပြီးတော့ဒီနေ့ထွက်လာတယ်အဲ့ဒါကမြန်မာနိုင်ငံရဲ့ယူကော့ပွေးကိုကျွန်တော်တို့ တားဆီးပိုက်ခွဲမရှိဘူးเนาะတားဆီးလို့မရဘူးဆိုတဲ့ဟာကိုအဖြေထွက်တယ်เนาะအဖြေထွက်တယ်ဆိုတော့နောက်တစ်ခုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတော့ဆက်လက်ပြီးတော့ဒီပြုတယ်ဆက်လက်ဒီပြုတယ်လို့ပြောတာ ਨੇ မအလာကအဲ့ဒီ၅ချက်နဲ့ညီစွန်းတဲ့အတွက်ကြောင့်မအလာကဒီအာဆီယံဆွေးနွေးမှာတော့ဆက်လက်ပြီးတော့တက်ခွင့်တော့ရမှာမဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့မြင်ရလိမ့်မယ် ဒါကတော့အာဆီယံအစည်းအဝေးကနေပြီးတော့ဆော့ဖီချက်တွေကျွန်တော်တို့နော်တပိုင်းတစားထွက်လာပြီပေါ့နော်ထွက်လာပြီဆိုတော့တကယ်တကယ်ဒီနိုင်ငံတကာကဟောဆော့ဖီနဲ့သူတို့ချင်းပါမှာက26ရက်နဲ့နော်အခုက24ရက်နဲ့ဆိုတော့သူတို့ကဒီအာဆီယံအတွင်းမှာတော့23ရက်နေ့ရက်နေ့ကနေပြီးတော့သူတို့စနိုင်ပြီနော်စနိုင်ပြီဒါပေမဲ့တကယ်တကယ်ဒီနိုင်ငံကောင်းဆောင်တွေအားလုံးစုံပါက26ရက်နဲ့စုံပါဖြစ်တယ်ဆိုတော့26ရက်28ရက်တို့လုံးမှာဖြစ်တယ်ဆိုတော့ natural ကတော့26နှစ်ရောက်မယ်29ရက်နေ့ကတော့ကျွန်တော်တို့ဟုတ်ကဲ့ဂျပန်ကိုသွားမယ်အဲအဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ တညအိတ်ပေါ့နော်တညအိတ်ပဲသူတို့အနေမှာနားမယ်ဆိုတော့အဲ့ဒီတည်င်းကိုတော့ကျွန်တော်တို့မျှော်နေတော့မယ်နော်မျှော်နေတော့မယ်သမ္မတထရန့်ကဒီကြားဖြတ်ကိစ္စကိုဘယ်လိုကိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စိတ်ဝင်စားနေကျွန်တော်တို့အာယုံစူးစိုက်နေကြတယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကကချင်ပြည်နယ်၅မြို့နယ်မှာဆိုလို့ရှိရင်ဘုံချေတယ်နော်ဘုံချေတယ်မာလာကဘာဖြစ်ဆိုတော့ဒီရွက်ကောက်ပွဲအတွက်သူတို့ကနေမြေတွေကိုပြန်ပြီးတော့ရအောင်နော်သူတို့ဘုံချေတယ်နော်ဘုံချေတယ်အဲ့ဒါတွေကမြေမြို့နယ်တွေမှာလက်ဆိုလို့ရှိရင်နော်ခွန်လန်ဖူပြီးလို့ရှိရင်နော်ဆော်လော်ပုံမော်ပြီးလို့ရှိရင်နော်ဝိုင်းမော်ဖာကတ် နေနေရာတွေမှာအခြေအခြေပုံကျင်းနေတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုကပဒေါင်မျိုးနေမှာရှိတဲ့ကပ္ပစာ16အနည်းမှာရှိတဲ့ဒီအတိတ်ကကာကွင်းကပ္ပစာ16ကိုကားထားတဲ့ကာကွင်းဒီကပ္ပစာ16ကဘယ်လောက်ထိအရေးကြီးလဲဆိုလို့ရှိရင်သူကရမ်းတွေကိုထုတ်လုပ်တာနော်ရမ်းတွေကိုထုတ်လုပ်တာ ဘုံတွေထုတ်လုပ်နိုင်ဖို့အတွက်အဓိကရမ်းလို့တယ်အဲ့ဒီရမ်းထုတ်လုပ်တဲ့နေရာဖြစ်တယ်နော်ရမ်းထုတ်လုပ်တဲ့နေရာဖြစ်တယ်ကပ္ပစ6ဆိုတော့သူ့ကိုကာကွယ်ထားတာကနော်အဲ့ဒီမှာ point 666အဲ့ဒီ63လုံးကအဲ့ဒီမှာကာကွယ်ထားတယ်ဆိုတော့အဲ့ဒီစခန်းကနေပြီးတော့ AA နဲ့ပူပေါင်းခွေတွေကတင်ပိုက်လို့ရပြီတဲ့အခါကျတော့အခုဒီကပ္ပစ6ကိုကာကွယ်ဖို့အတွက်လက်နက်ကြီးတွေနော်အကြီးအကျယ်တပ်ဆင်ပြီးတော့ခံစစ်လို့အဲ့ဒီမှာပြင်နေနေဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရမယ်နောက်တစ်ခုကရှမ်းတောင်နဲ့ Granny အဆက်အဲ့ဒီမှာဖေခုံမြို့နယ်ရဲ့အနောက်ဖက် ဒီမုံပြေးမှာဆိုလို့ရှိရင်မုံပြေးမုံမြို့နေမှာဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့အဲ့ဒီမှာ PNO လို့ပြည်သူစစ်နဲ့ဒီစစ်ကစားနဲ့ပေါင်းလို့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာ PNO ပြည်သူစစ်အယောက်ပေါင်း50ကျော်နော်မတာဖြစ်တော့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နော်အောက်တိုဘာလ24ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပေးကျွန်တော်ဒီ